မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတာဝန်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သမရသက်တမ်းရပ်ပေါင်း100ပြည့်ချိန်မှာထရမ့်ကသူ့လှုပ်ဆောင်ချက်စံချိန်တွေကိုချီးကျူးပြောဆိုခဲ့တဲ့သတင်းမိမိတို့မူအတိုင်းသာထရမ့်နဲ့အပေးယူလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲအနိုင်ရကနေဒါဝန်ကြီးချုပ်ရဲ့ပြောဆိုချက်သတင်းနဲ့ယူကရိန်းစစ်ပွဲအတွင်းရုရှားတို့တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယားစစ်သား600ကျော်တေဆုံးခဲ့တဲ့သတင်းတွေပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ American သမ္မတ Donald Trump ကသူ့သမ္မတသက်တမ်းရက်တရာပြည့်စုဝေးမှုမှာသူ့ရဲ့အောင်မြင်မှုတွေကိုချီးကျူးပြောဆိုရင်းအတိုက်ခံဖြစ်တဲ့ Democrat တွေကိုဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ မီရှိဂန်ပြည်နယ်မှာပြုလုပ်ခဲ့တဲ့ဒီအခမ်းအနားအတွင်းထရမ့်ကထောက်ခံသူတွေကိုကြီးမားတဲ့အပြောင်းလဲတွေပြုလုပ်နိုင်ခဲ့ကြောင်းပြောဆိုသွားခဲ့တာပါအမေရိကန်ရဲ့ကုန်သွယ်ရေးမိဖတ်တွေကိုအခွန်တွန်းမြင့်ကောက်ခံမှုထရမ့်ကသတ်မှတ်ခဲ့တဲ့အပြင်ပြည်တွင်းမှာကုန်ထုတ်လုပ်မှုတွေ ပြန်ရောက်လာစေဖို့ပါ ပြောဆိုထားတာဖြစ်ပါတယ်အဲဒီနောက်ထရမ့်ကကျွန်တော်တို့မှာကြီးကျယ်တဲ့၄နှစ်တာကာလရှိခဲ့ပါတယ်ဒီနိုင်ငံဟာ တမိုင်းတလျှောက်အကောင်းဆုံးစီးပွားရေးကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်စတော့ခ်ဈေးကွက်လည်း88ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပါတယ်ဆိုပြီးကြေကြာတော်ပါတယ်ဒါပြင်ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်သူဂျရိုမီပိုဝဲလ်ကိုပါ အလုတ်ကောင်းကောင်းမလုပ်ဘူးလို့ထရမ့်ကဝေဖန်ခဲ့ပါသေးတယ်။ထရမ့်ရဲ့ဒုတိယသက်တမ်းရပောင်းတရားအတွင်းတောင်ပိုင်းနယ်စပ်ကရွှေပြောင်းဝင်ရောက်လာမှုတွေကိုတသိန်း၄တောင်းအရေးအတွက်ကနေ9000အထိကို ရော့ကျအောင်ပြုတ်လုံနိုင်ခဲ့တဲ့ဆိုပြီးလူဝင်မှုကြီးကြပ်ရေးပေါ်ချီကျူးခဲ့ပါရီဒါပြင် trap လက်ထက်မှာ imperial ကရွှေပြောင်းဥယေ6900ကိုပြည်နေတန်းပေးထားတာတွေ့ရပါတယ်လောလောဆယ်မှာတော့ငွေကြေးဖောင်းပွားမှု ရေနံစေးမြင့်တက်မှု အပေါင်းစာချုပ်နှုံထားကျဆင်းမှုအလုံးလက်မဲ့နှုံတဖြည်းဖြည်းတက်လာမှုနဲ့ stock ဈေးကွက်တက်မှုကျဆင်းတာမျိုးတွေဖြစ်ပေါ်လျက်ရှိပါတယ် Riders တည်င်းဌာနရဲ့စစ်တမ်းအရာတော့ ထရမ့်ရဲ့စွမ်းဆောင်ရည်ကို52ရာခိုင်နှုန်းကအတိမတ်ပြုတ်ခဲ့ပြီး53ရာခိုင်နှုန်းကစိတ်ပြတ်မိကြောင်းဖော်ပြထားပါတယ်။ဒါဟာပြီးခဲ့တဲ့ဇန်နဝါရီလနဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်59ရာခိုင်နှုန်းကနေ52ရာခိုင်နှုန်းအထိကျဆင်းလာခဲ့တာဖြစ်ပြီး စီးပွားရေးကဏ္ဍဆိုင်ရာစီမံခန့်ခွဲမှုတွေမှာတော့ထရမ့်ကို36ရာခိုင်နှုန်းသာထောက်ခံမှုရှိတာတွေ့ရပါတယ်။ And we're going to do better now cuz now we're really we learned a little bit. ဆလတ်ဒင်းဆက်ပြီးမှာကတော့ကနေဒါနိုင်ငံဟာမိမိတို့ရဲ့မူဝါဒသတ်မှတ်ချက်တိုင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ကုန်သွယ်ရေးလုံခြုံရေးကိစ္စရပ်တွေကိုဆွေးနွေးသွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ဖြစ်သူမက်ကာနီကပြောကြားသွားပါတယ် We are over We are over the shock of the American betrayal but we should never forget the lessons like it's not going to take the floor we have to look out for ourselves ကနေဒါနိုင်ငံဟာ American Sea ကလေးစားမှုကိုရဖို့ထိုက်တန်တဲ့အကြောင်း BBC သတင်းဌာနနဲ့ interview မှာပြောကြားသွားခဲ့တာပါဒါအပြင် ကနေဒါရဲ့အချုပ်အခြာအာဏာကို American အနေနဲ့လေးစားဖို့အတွက်ကာနီကသတိပေးပြောဆိုခဲ့ပါတယ်မကြခင်မှာလဲကာနင်းနဲ့ထရမ့်တို့ကြားတွေ့ဆုံပွဲ ရှိတယ်လို့ကနေဒါဝန်ကြီးချုပ်ယုံရသိရပါတယ်။ကနေဒါရွေးကောက်ပွဲကို liberal ကောင်းဆောင်ကာနေရဲ့နိုင်ရရှိမှုနဲ့ပတ်သက်ပြီး Trump ကဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်းပြောထားပါတယ်။ American ရဲ့50%ခုမြောက်ပြည်နယ်ဖြစ်ကနေဒါကိုထည့်သွင်းမှုနဲ့ပတ်သက်ပြီး Trump ကအင်္ဂါနေ့အစောပိုင်းမှာထပ်မံပြောဆိုခဲ့ပါတယ်။ကနေဒါရွေးကောက်ပွဲက Trump ရဲ့အစီအစဉ်တွေကိုထိခိုက်မှုမရှိစေကြောင်းအင်ဖြူရောလက်ထောက်ပြောရေးဆိုခွင့်ရှိသူအနေနဲ့မှတ်ချက်ပေးထားပါရယ်ကနေဒါတို့အမေရိကန်ကအဓိကကုန်သွယ်ပတ်နိုင်ငံတစ်ခုဖြစ်ပြီး ပို့ကုန်စုစုပေါင်းရဲ့85ရာခိုင်နှုန်းအထိရှိနေပါတယ်။အမေရိကန်အနေနဲ့ကနေဒါစီကိုတင်ပို့မှုကတော့ဆက်ခွန်ရာခိုင်နှုန်းသာ ရှိနေတာတွေ့ရပါတယ်။ဒါ့အပြင်ကနေဒါဟာအမေရိကန်ကိုရေနံစိမ်းအများဆုံးတင်ပို့နေတဲ့နိုင်ငံတွေထဲမှာပါဝင်ပြီး2024ခုနှစ်တုန်းကဒေါ်လာ55ဘီလီယံအထိ ရှိမယ်လို့ခန့်မှန်းထားပါတယ်။အာ chute d'énergie qu'on pouvait faire. Ah, Bien sûr. Est-ce que vous allez parler နောက်ထပ်သတင်းပုတ်အနေနဲ့ယူကရိန်းကျူးကျော်စစ်အတွင်းရုရှားတို့တိုက်ခိုက်ပေးနေတဲ့မြောက်ကိုရီးယားစစ်သား600ကျော်တေဆုံးခဲ့ပြီးဖြစ်တယ်လို့ဧပြီလ30ရက်နေ့မှာတောင်ကိုရီးယားလွှတ်တော်အမတ်အုပ်အနေနဲ့အတည်ပြုသွားပါရီ Это видео снято на одном из полигонов на Куршине. ဒါဟာပြောင်းရင်ကမော်စကိုတို့တပ်ဖွဲ့ဝင်တွေကိုဆီလွတ်ပေးခဲ့တဲ့အကြောင်းပြီးခဲ့တဲ့တနင်္လာနေ့မှာအတည်ပြုပြီးနောက် အမတ်ဖြစ်သူလီဆောင်ကွမ်အနေနဲ့ထုတ်ဖော်ပြောဆိုခဲ့တာပါလောလောဆယ်အထိမြောက်ကိုရီးယားစစ်သား4800ဝန်းကျင်တေဆုံးတန်ရာရကြောင်းခန့်မှန်းထားတယ်ဆိုပြီးလွတ်တော်ရဲ့ထောင်လန်းရေးကော်မတီဝင်လည်းဖြစ်တဲ့လီကသတင်းတောက်တွေကိုမှတ်ချက်ပေးခဲ့ပါတယ်ယူကရိန်းထိ ंछ ုပ်ထားတဲ့ရုရှားနေဆက်ဒေတာကတ်စကိုပြန်လည်သိမ်းပိုင်ရမှာအကူအညီပေးခဲ့တာဖြစ်ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA ကအတည်ပြုဖော်ပြခဲ့ပါတယ် ဒါပြင်မြောက်ကိုရီးယားဟာလက်နက်နဲ့တပ်ဖွဲ့ဝင်တွေကိုရုရှားတို့အထွက်ပြီးပေးပို့နေတယ်လို့ဆိုးနဲ့ဝါရှင်တန်ဘက်ကဆွဆွဲထားပါတယ်။မြောက်ကိုရီးယားဟာတပ်ဖွဲ့ဝင်ဥယေ18000ကို အစစ်နှစ်စစ်နဲ့တပ်ဖြတ်ဆေးလွတ်ကာရုရှားရဲ့ကတ်ဒေတာပြန်လည်သိမ်းယူမှုတွင် ထောက်ပံ့ပေးခဲ့တယ်ဆိုပြီးလီကဖြည့်ဆွက်ပြောပါတယ်။ အခုနှစ်ထဲမှာတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့မြောက်ကိုရီးယားကစစ်သားဥယေ2000လောက်ကိုပြန်လည်ခေါ်ယူခဲ့တယ်လို့လည်းဆိုပါရယ်။ရုရှားအတွက်ဆီလွတ်ပေးခဲ့တဲ့စစ်သားတွေဟာမြောက်ကိုရီးယားရဲ့အထူးတပ်ဖွဲ့ဖြစ်တဲ့ Storm Corps ကဖြစ်ပြီးစစ်တုံးပန်းအဖြစ်အဖမ်းမခံမဲမိမိကိုယ်သာတပ်သေးကြဖို့အတွက်အမိန့်ပေးထားတယ်လို့လည်းဖော်ပြထားပါရယ်။6လကြာတိုက်ပွဲဝင်ပြီးနောက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်ရေးစွမ်းရည်ဟာတိတိတသားတိုးတက်လာခဲ့တယ်လို့တောင်ကိုရီးယားအမျိုးသားထောင်လန်းရေးဌာန NIS ရဲ့အကဲဖြတ်ချက်အရသိရပါတယ်။လွန်ခဲ့တဲ့နှစ်မှာရုရှားသမ္မတဗလာဒီမာပူတင်ကလည်းမြောက်ကိုရီးယားကိုရှာရှာပတ်ပတ်လာရောက်ခဲ့တဲ့ခီးစဉ်တွင်နှစ်နိုင်ငံကြားအပြန်အလှန်ကာကွယ်ရေးအပါအဝင်ကျေပြန့်တဲ့စီးရေးသဘောတူညီချက်တစ်ခုကိုပါလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ всем трудностям боевой работы. Профессионализм Салатин Са Пимагаро Community အောင်ပွဲရပြီးတနိုင်ငံလုံးပေါင်းစည်းနိုင်ခဲ့တဲ့ VNS စစ်ပွဲအဆုံးသတ်မှုအနည်း90ပြည့်အခမ်းအနားကို April 30ရက်နေ့ကကျင်းပသွားခဲ့ပါတယ်။လက်ရှိ VNN သမရတူလမ်ဟာ မင်းစုမင်းညစ်ပေါ်တရားမျှတမှုရဲ့အောင်ပွဲဖြစ်တယ်လို့ကြွေးကြော်သွားခဲ့ပါတယ်1985ခုနှစ်ဧပြီလ30ရက်နေ့မှာကွန်မြူနစ်တွေအုပ်ချုပ်နေတဲ့မြောက် VNN ဘက်ကအမေရိကန်ထောက်ပံ့ပေးထားတဲ့တောင် VNN ရဲ့မြို့တော်ဆိုင်ကုန်ကိုသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်အဲနောက်တောင်မြောက်နှစ်နိုင်ငံပေါင်းစည်းနိုင်ခဲ့ပြီးမြောက် VNN ထူထောင်သူခေါင်းဆောင်ကြီးဟိုချီမင်းကိုအစွဲပြုကာဆိုင်ကုန်ကနေ ဟိုချီမင်းစီးတီးရဲလို့ဖြစ်လာခဲ့ပါ रे အခုလိုမျိုးအမည်ပြောင်းလဲခဲ့တဲ့ဒီမြို့မှာစူဝေးချီတက်ပွဲနဲ့အောင်မွေးခန့်အခမ်းအနားတွေကျင်းပခဲ့တာဖြစ်တယ်လို့ရုရှားလို့တိုက်လေရင်တွေရဟတ်ရင်တွေနဲ့လေချောင်းပြပွဲတရက်လဲကျင်းပသွားခဲ့ပါ रे ဗီယက်နမ်ဟာတခုတည်းပဲဗီယက်နမ်ပြည်သူတွေဟာတသားတည်းပါပဲမြစ်တွေသာခန်းကျင်ခန်းမဲ့တောင်နေသာတိုက်စားပြောက်ွယ်သွားခြင်းသွားလိမ့်မယ် အမှန်တရားတော့ဘယ်တော့မှမပြောင်းလဲဘူးဆိုတဲ့ဟိုချီမင်းရဲ့စောင့်ဘုတ်ကိုတမရကပြန်လဲရွတ်ဆိုပြခဲ့ပါတယ်။တောင်ဗီယက်နမ်ကနေအမေရိကန်တပ်တွေဆုတ်ခွာပေးခဲ့ပြီးနောက်အနည်း20အကြာမှစံကုန်မြို့ကိုကျသွားစေခဲ့တာဖြစ်ပါတယ်။ဒါဗီယက်နမ်နိုင်ငံသား3တန်းကျော်နဲ့အမေရိကန်စစ်သား6သိန်းနီးပါးတိုက်ဆုံးစေခဲ့တဲ့အနည်း20ကြာပဋိပက္ခရဲ့အဆုံးသက်လည်းဖြစ်ခဲ့ပါတယ်။ မြောက်ဗီယက်နမ်တပ်တွေဝင်လာချိန်မှာအမေရိကန်ရဟတ်ယာဉ်တွေဟာလူ9000လောက်ကိုစိုင်ဂုံမြို့ကနေအရေးပေါ်ကယ်ထုတ်ခဲ့ရတယ်လို့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ဧပြီလ30ရက်နေ့မနက်9:53မိနစ်မှာတော့အမေရိကန်တန်ယုံရဲ့ခေါမိုးပေါ်ကနေနောက်ဆုံးရဟတ်ယာဉ်ထွက်ခွာခဲ့တာဖြစ်ပြီး နောက်ဆုံးကြန့်ရှိနေခဲ့တဲ့မရိန်းတပ်သားတွေကိုကယ်ထုတ်ခဲ့ရကြောင်း သိရပါတယ်။ နောက်ထပ်သတင်းပုတ်အနေနဲ့ Meta ရဲ့ပထမဆုံးသော AI developer ညီလာခံမှာ software တီထွင်ဖန်တီးမှုတွင် AI သာလွှမ်းမိုးသွားနိုင်တယ်လို့ CEO ဖြစ်သူ Matt Zuckerberg နဲ့ Microsoft ရဲ့ CEO Satya Nadella တို့ကြားဆွေးနွေးပြောဆိုခဲ့ကြပါတယ် Boss Mark Zuckerberg took the stage in California during the company's first conference for artificial intelligence developers. He revealed a new application programming interface or API. Ebrela 29ရက်နေ့ကပြုလုပ်ခဲ့တဲ့ Llama 2025မှာ AI Inaget အကြောင်းပြောကြားမှုတွင်အဲ့ဒီကိစ္စကိုအဓိကဆွေးနွေးခဲ့ကြတာပါ။လက်ရှိမှာ Microsoft ရဲ့ Code 20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိကို AI နဲ့သာဖန်တီးနေတာဖြစ်ကြောင်း Nadella အနေနဲ့ပြောပြသွားပါရီ။ တနည်းအတွင် AI နီးပညာဟာ Matter ရဲ့ software ဖန်တီးမှုထောက်ဝက်လောက်ကိုကင်တွယ်သွားနိုင်လိမ့်မယ်လို့ Zuckerberg ကလည်းခန့်မှန်းခဲ့ပါတယ်။ဒီအကြီးကဲနှစ်ဦးစလုံးကအကြီးစား AI model တွေကိုသိငဲ့စေပြီးကြဲကြဲပြက်ပြက်နဲ့ထိထိရောက်ရောက်သုံးလာနိုင်စေမယ့် model distillation ဆိုတဲ့အစီအနစ်ထုတ်လုပ်ငန်းစဉ်ရဲ့အလားအလာကိုပါထည့်သွင်းပြောဆိုခဲ့ကြပါတယ်။ Matter platform ကနေ လာမအသည့်ဉာဏ်ရည်တုမော်ရယ်အသုံးပြုပြီး AI ထုတ်ကုန်တွေပိုမိုလွယ်ကူစွာဖန်တီးနိုင်မယ်လို့ဆွဲဆောင်ထားခဲ့တဲ့ API နည်းပညာကိုပါစီးပွားရေးလုပ်ငန်းတွေအတွက်ကြီးညာသွားခဲ့ပါတယ်။မက်တာဟာလာမ API ရဲ့ပြန်ပတ်တွေဖြစ်ကြတဲ့ Open AI, Google တို့နဲ့အတူ ကုန်ကျစရိတ်နေပါတဲ့တရုတ် AI, DeepSeek လိုမျိုး AI model တွေနဲ့ပါ ရှင်ပြိုင်နိုင်ဖို့အတွက်ရည်မှန်းထားပါတယ်။မက်တာကုမ္ပဏီဟာ တီးခြား AI အထောက်အကူပြု app တစ်ခုကိုလည်း April 29ရက်နေ့ကစတင်ဖြန့်ချိခဲ့ပါတယ်။ဒီနေ့ရဲ့ဒုတိယ3လပတ်ထဲမှာတော့ Meta ကသူ့ရဲ့ AI chatbot ရဲ့အခပေးဝန်ဆောင်မှုကိုစတင်စမ်းသပ်သွားမယ်ဆိုပြီးကြေညာထားခဲ့ပါတယ် Sources previously reported that Meta plans to test a paid subscription service for its AI chatbot in the second quarter နောက်ဆုံးတင်ဆက်ပေးမှာကတော့ ဂင်းနစ်ကမ္ဘာစံကျင်ရဲ့290ပြည့်အထိမ့်မှတ်ဖြစ်ကမ္ဘာအရက်မြင့်ဆုံးခွေးနဲ့ကမ္ဘာအသေးဆုံးခွေးလေးတို့ကြားတွေ့ဆုံခဲ့ကြပါသည်ရဂီမီယာဂရိတ်ဒိန်းအမျိုးအစားဒီခွေးကြီးဟာအရက်၃ပေ၃လက်မှရှိပြီးလက်ရှိကမ္ဘာအမြင့်ဆုံးသော ခွေးဖြစ်စံချိန်တင်ထားပါရီကမ္ဘာအသေးဆုံးခွေးလေးကတော့ Florida ပြည်နယ်မှာရှိတဲ့ ုံးတက်သမ၅ကိုလက်မအမြင့်နဲ့အသက်၄နှစ်အရွယ်ဖီရီယယ်ပဲဖြစ်ပါတယ်။ဒါဟာတက်ရှိခွေးတွေထဲမှာကမ္ဘာအမြင့်ဆုံးနဲ့အသေးဆုံးခွေးနှကောင်ကို Guinness ကဖော်ပြသွားခဲ့တာပါ။ Guinness မှတ်တမ်းတွေအရ2014ခုနှစ်မှာတည်ဆုံသွားခဲ့တဲ့ Great Dane အမျိုးအစား Zeus မြေခွေးကြီးဟာခြေသေးကနေပခုံးထီကို132စင်တီမီတာအထိရှိပြီးတမိုင်းတစ်လျှောက်ကမ္ဘာအရက်အမြင့်ဆုံးခွေးဖြစ်စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ အခုလိုမျိုးနှစ်ပတ်လဲတဲ့နေ့ရက်တွေမှာထူးခြားတဲ့တင်ဆက်မှုတွေပြုလုပ်လေရှိပြီးကမ္ဘာအရက်အရှိဆုံးအမျိုးသမီးနဲ့ကမ္ဘာအရက်အပူဆုံးအမျိုးသမီးတို့ကို Guinness ကတွေ့ဆုံပေးခဲ့ဘူးပါရီဒီတစ်ခေါက်ကတော့ Reggie နဲ့ Perrie ဆိုတဲ့ကမ္ဘာစံချိန်ရှင်ခွေးလေးနှစ်ကောင်ကိုပေးတွေ့ခဲ့တာ ဖြစ်ပါရီဒါဟာ Idaho ပြည်နယ်က Reggie ရဲ့နေအိမ်မှာတွေ့ဆုံစေခဲ့တာဖြစ်ပြီး Guinness မှတ်တမ်း1.90ပြည့်အတွက် အမတ်တရဓာတ်ပုံတွေနဲ့အတူဗီဒီယိုရိုက်ကူးမှုတွေပါပြုလုပ်ခဲ့ကြောင်းသိရပါတယ်ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ကေဆက်နိုင်ပါ